ခလေးတို့နှစ်ပေါင်းနဲ့ငားလိုက်လို့လည်းပြောတယ်။နောက်ပြီးတော့အဲ့ဒီဒေါ်လီလက်ထဲကိုအနေနဲ့ထည့်ပေးထားတာ။အကောင်ကပြောတယ်ခလေးကိုမထည့်အောင်ကာဝယ်ပေးနေခလေးကိုမထည့်အောင်ခလေးကိုမထည့်အောင်ကာဝယ်ပေးရဆိုခလေးထည့်ရင်သူအဲ့ခလေးထည့်ရတဲ့တနာသူတော်တော်ရှင်းရမှာအဲ့။မင်းအရင်လား။ဟုတ်အငားနဲ့ထိန်းတာလား။အငားနဲ့ဟုတ်ကဲ့ဟုတ်ကဲ့။လိုက်တယ်ကျမနောက်ပဲလိုက်တယ်။ခလေးတွေက၅ရောက်နဲ့မရထားခဲ့တာအဲ့ဒါတက်တက်။သူတို့ဂျေးလင်းပြောက်တိဖို့လို့နေမှာရဲ့။အဲ့ဒါလည်းမလည်းပွင့်လင်းယူယူသားပြောဖို့လို့ ားလုံးပဲမင်္ဂလာပါရှင်။ဇလီရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါလုံးဝကိုအရေးကြီးတဲ့သတင်းပဲရှင်။ View file ထဲမှာဆိုလို့ရှင်တော့နော်ဒီကလေးအမေကသူသားလေးဒီလိုမျိုးနှိပ်စက်ခံရတဲ့အပေါ်မှာဒါလုံးဝကိုမကျေနပ်ဘူးလို့ဒါပြောလာတဲ့ video file လေးပဲဖြစ်ပါရရှင်။သူကတရားမျှတမှုကိုဒါလိုချင်တယ်လို့လည်းပြောရရှင်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့နော်ဒီကလေးအမေစီကနေပြီးတော့နော် လာခေါ်တဲ့အဖွာကြီးကနော်သူ့ရဲ့ရောက်ခမလို့လည်းပြောရရှင်။ဒီကလေးအမေရဲ့စကားအသွာလာတွေကလည်းနော်လုံးဝကိုမညီညွတ်ဘူးရှင်။ ဒီခိုးတဲ့အဖွားကြီးပြောတဲ့စကားကတမျိုးဒီကလေးလေးအမေပြောတဲ့စကားကတမျိုးနော်တယောက်တမျိုးစီကိုဖြစ်နေကြတာရှင့်သူတို့နှစ်ယောက်ရဲ့စကားအသွားလာကနော်လုံးဝကိုမညီဘူးရှင့်ခိုးတဲ့အဖွားကြီးဘက်ကနာကြတာမဟုတ်ဘူးဆိုပေမဲ့နော်ဒီအဖွားကြီးကိုလည်းတွားရောက်လူတန်းကြားဒီ pride အသင်းနေလည်းအများကြီးရှိတယ်ရှင့်ဒီကလေးအမေပြောလာတဲ့ blue file လေးကိုလည်းနော်တစ်ချက်နားထောင်ကြည့်လိုက်ကြရအောင်ရှင့်အမေပါဟုတ်အဲဒါကတမီးရဲ့နှလုံးလေးရှိရယ်လေအာမြင်တော့သူများပြောမှသိရတာဆိုခံစားရတယ်နှစ်ယောက်လုံးဖအေရော တမီးရောခံစားရတယ်နေရလို့သူ့ပင်ဆိုရင်ဟိုတယ်ဟာအဲ့လိုမျိုးဘာလို့လဲဆိုခလေးရဲ့အညွှန်းရှိနေတယ်အခုလိုမျိုးတက်သွားတော့ဘယ်လိုပဲဖြစ်ဖြစ်သူចောင်းတက်လာတဲ့အချိန်ကြတော့ရှင်မင်းကငငယ်တော့ဒီလိုမျိုးလုပ်ခဲ့တာစပါ့ရှိတာတစ်ဖက်ကြီးရောလည်းမိဘဖြစ်တယ်တစ်ဖက်ကြီးရောလည်းဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးလေးရောရှိရဘယ်လိုပဲဖြစ်ဖြစ်ခလေးနဲ့ပတ်သက်ပြီးတော့ဒေါနာလို့ ရှင်ရွေးပုံနဲ့လောင်းမယ်ပြောရလို့ရှိအဲ့မှာပုံမခံစားကိုသားသမီးကိုထီတော့ဘယ်လိုပဲဖြစ်ဖြစ်မမမဲ့မဥပဒေရပဲလုံးစေရင်တယ်ပေါ့နော်ခုလိုမျိုးလဲမခံစားနိုင်အောင်လဲရင်ထဲမှာလဲရှိဥပဒေရပဲအကောင်လုံးမဲ့လှုပ်ဆောင်စေခြင်းတယ်ပေါ့နော်အခုလှုပ်တဲ့အမကြီးကိုလဲဘယ်လိုပဲဖြစ်ဖြစ်ဥပဒေရပဲဆောင်ရပေးစေခြင်းတယ်ပေါ့နော်ငွေနဲ့ပဲပိတ်ပိတ်ပါနဲ့ပဲပိတ်ပိတ်သားသမီးကိုထီဓာကြီးစရာတော့ရှိအဲ့လိုမျိုးတော့ရှိရပေါ့လှုပ်ပြီလို့လဲ ခလေးကကိုပြန်လာတဲ့အချိန်ကျတော့ခလေးကအိမ်ဝင်ရောက်နေဒါတွေကလည်းကိုတွေကလည်းမမတက်ဘူးဖုံးလဲအဲ့လိုမျိုးကြည့်ပြတာလည်းမရှိဘူးပေါ့နော်ကြည့်ပြတာလည်းမရှိတော့မသိဘူးညာ၁၇နာရီထိုးတော့မှအလုံးလုံးလုံးပြီးတော့မှအဲ့အဆက်အသွယ်ရလာတာဒီလိုဒီကြောင်ရှိရဆိုတော့ပြတဲ့အချိန်ကျတော့ကိုကလေးကအနားမှာရောက်နေတော့ခလေးရှိပဲစိတ်ကရောက်နေပြန်မယ်ငါသားလေးဘာဖြစ်သွားသေးလဲဆိုပြီးတော့ ပြန်ကြည့်ရော तू อ่ะရောက်ရောက်ချင်းသူ့ဘီကိုပြောတယ်ခလေးကစကားမပြောတယ်လေရောဒီလိုပတ်တယ်အဲ့ဒါတော့ तू ပြောတယ်ပြောတယ်ပြီးတော့လက်တွေကိုပုတ်ပြရတယ် तू ဒီလိုမျိုးတွေပုတ်ပြရတယ်အခုတော့လေ तू อ่ะဒီမှာခြေထောက်မှာဟိုကညာလိုက်ကြည့်လိုက်တော့ဘူလေးတွေတော့ရှိတယ်ခြေထောက်ကလေးကအာဘူလေးကသူ့ကိုနည်းပါးတော့ तू ဖြေတတ်တယ်ဒါဒါကိုဘာလုပ်လဲသူမေးတော့ဒီလိုပတ်တယ်ပဲ तू ပြောတယ်ရိုက်သေးလားဆိုတော့မရိုက်ဘူး तू အဲ့လိုမျိုးတော့ပြောတယ် ဒီလိုလေရိုက်တယ်လို့တော့ तू तू ဖားရေကိုရိုက်တယ်လို့တော့ तू ပြောတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုပဲဖြစ်ရ तू ကအဲ့ဒါကိုအဖွားလို့ပဲခေါ်တယ်ပေါ့နော် तू ကအဖွားခေါ်တယ်အမေခေါ်တယ် तू ကအဲ့လိုမျိုးပဲငငယ်လေးတည်းက तू ကထိန်းလာအဲ့လိုမျိုးလာခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့ तू ပြောရပဲထိန်းတယ်လို့တော့ तू ပြောရပဲအဲ့နဲ့ခေါ်ခေါ်သွားတယ်အဲ့လိုအဲပြန်လာတယ်တခါကျရင်နေ့ကင်းပိုင်းပြန်လာတယ်တခါကျရင်ညနေပိုင်းပြန်လာတယ်ပြန်လာပြီးသွားလို့ရှိရင် ခလေးကိုထားခဲ့တယ်မဟုတ်ပေးခဲ့တယ်အမေအဝိရှော်ရလို့ပဲသူကပြောရတယ်အဝိရှော်သွားတယ်မင်္ဂလာတော်မှာဒီလိုပဲပြောတာပေါ့နော်အခုလိုတက်လာမှလည်းအခုလိုတက်လာလည်းမတည်သေးဘူးညာတကောင်ရန်လူကြီးတိတ်မှအဲ့လိုမျိုးသိရတာပေါ့နော်အဲဘာပဲဖြစ်ဖြစ်ကိုသားသမီးကိုဒီလိုမျိုးလုပ်နေရတော့အဝိရှော်မှာတော့အကုန်လုံးကသားသမီးချင်းကိုရင်းစားပြီးတော့ဟိုဟာဖြစ်ကြတဲ့ဝိုင်းပြောတဲ့လူတွေကြီးပဲပေါ့နော် ဒါပေမဲ့ခံစားရတယ်ခံစားရလို့လည်းအားလုံးတနေ့ကောင်အိမ်ထဲအိမ်ထဲလည်းမထွက်ဘူးတယောက်ပြီးတယောက်လာနိုးတယ်ပြောတယ်ဟိုလူကလာနိုးတယ်ပြောတယ်ခလေးပြန်ရောက်လာခလေးပြန်ရောက်လာနဲ့လာမေးတယ်ဒါပေမဲ့ကိုကမသိကြအောင်ဆောင်ပြီးတော့ပဲပြန်ရောက်တယ်ဘာဖြစ်လို့လဲကိုကြီးဒီလိုပဲမေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပဲတော်စားပုံကြတော့သမီးယောက်ျားရဲ့အမေပေါ့သမီးယောက်ျားရဲ့အမေပေါ့တော်တာကတော့အဲ့ဒါကို သူသားလေးဆုံးသွားတော့သမီးရှင်မဝင်စားရဲဆိုပြီးတော့အဲ့လိုမျိုးသူငငယ်လေးတွေထိမ့်ပြီးတယ်ပေါ့ထိမ့်နေခေါ်ရတယ်အခုလိုမျိုးတွေလုံနေရတော့မသိခဲ့ဘူးပေါ့တကယ်ကိုမသိခဲ့ဘူးတည်လည်းမသိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးလဲလုံမယ်လို့လဲမထင်တာဘူးပေါ့နော်အခုလိုမျိုးတွေ့လာတော့မှပဲအဲ့အမျိုးသိတာပေါ့သူကနှစ်နှစ်ကျော်ပါပြီပေါ့နှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ပေါ့ဖြစ်ရှင်လက်ဆန်းလာတော့ သူတို့သွားလုပ်ခဲ့တဲ့အထယ်တိုင်းအမကြီးကိုဥပဒေတိုင်းကြောင့်လိုက်မဲ့လုပ်စေခြင်းတွေပေါ့နော်။အားမှလည်းသူရှိရလဲမလို့ခြင်းကိုကိုသားကိုသားသမီးကိုအခုလိုမျိုးလဲရင်းနှွေးဘူးနဲ့မလောင်းမဲနဲ့လွတ်ပေးတာကိုလည်း ရှိသူကျင်တယ်ပေါ့နော်လောက်တဲ့အတွက်လည်းရင်ထဲမှာလည်းခံစားရတယ်ပေါ့နော်ပြေးတော်မှပဲနီးခဲ့လို့ရှိရင်တော့မှပဲပြေးတော်မှပဲလှုပ်ရှင်တယ်ပေါ့နော်အဲဒါကြောင့်တနေကုန်နဲ့အိမ်နဲ့အိမ်နဲ့မထွက်ဘူးရင်ထဲမှာအလုံးစုံနဲ့အခုချိန်မျိုးထမင်းမစားရသေးဘူးထမင်းကဘာမှန်းတော့မသိကြရသေးဘူးအခုချိန်မျိုးထမင်းလည်းလုံးဝအောင် မစားသေးရပါဘူးအခုသူ့ရဲ့အမေဆိုရင်လည်းအမေပေါ့နော်ရခမဆိုရင်လည်းရခမပေါ့နော်သူကခော့ခော့သွားပြီးတော့ထိန်းနေလို့ပြောတာပဲမတိချဘူးလေနော်ကိုကမိခင်တယောက်ဖြစ်ပြီးတော့နော်ကိုသားသမီးဘယ်လိုမျိုးခေါ်သွားလဲဆိုတာတောင်ဒါမသိဘူးလားနော်ခေါ်သွားတယ်လို့ပြောတာပဲဆိုတာကဒါသူတတိချာချာမသိပဲနဲ့ပြောနေတယ်လို့မျိုးဖြစ်နေရရှင့်ပြရခမအမေဖြစ်တဲ့သူပြောတဲ့စကားတွေကိုလည်းနော်တစ်ချက်နားထောင်ကြည့်လိုက်ကြရအောင်ရှင့်မိကိုသူထိန်းနေလို့ထင်တာအခုမှကျွန်တော်မေးကြည့်တော့သူမိရင်းမဟုတ်ဘူးလို့ပြောတယ်ဘာသူကလေးလဲ ကျမရဲ့ချွေးမရဲ့ခင်သားကျမချွေးမရဲ့တာမပြောရင်အမတားရဲ့မိန်းမရဲ့ခလေးမလို့အမတို့တို့လေးမချင်တာဒီအရင်လားဒါပေါ့အငားနဲ့ထိန်းတာလားအဲ့လိုမျိုးအငားနဲ့လိုက်တယ်ကျမနောက်ပဲလိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါမမမချွေးမရဲ့တားဆိုတော့မမချွေးမတားရဲ့ခလေးတွေက၅ယောက်နဲ့မအရာထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘယ် ဟိုအမမနဲ့ဘာမှမတော်ဘူးမမမမမဒီလိုသူပြောကြတယ်တော့ပေါ့အဲဒီအခုကလေးရဲ့အမေကသူ့သမီးချင်းဟုတ်လားဒါပေမဲ့အခုမွေးတဲ့ကလေးကအဲသမီးရဲ့ကလေးပဲသမီးရဲ့ကလေးပဲလားဆွေမရဲ့ကလေးသူမကလေးအာသူမကလေးသူသားရဲ့မိန်းမရဲ့ကလေးဒါပေမဲ့သူသားဟိုသူချွေးမကနောက်ကြာနေဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော် ဲ့ဒါမဲ့လောလောဆယ်အခုဒီပြဿနာမဖြေခင်စက်ကြမှာမထိန်းတာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးသူတို့ချင်းလင်းပြီးအောင်တီးဖို့လို့နေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့ချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အားကြောင့်သူတို့ကမတွေ့တိအောင်လိုက်ချပြီးတော့ယူရောက်လာတယ်အဲ့ဟို စကားပြောတာတွေကတော့အရှိနောက်လဲလုံးဝကိုမညူရှင့်ကိုကျော်လင်းတော့အသက်ကတော်တော်လေးကိုကြီးနေပြီရှင့်ဒီအဖွားကြီးကတော့တယောက်တည်းသာသွားခိုးလို့ရှင့်တော့သူ့ဘသူမှဝိုင်းပြီးတော့နာကြမှာမဟုတ်ဘူးရှင့်ဒီကလေးလေးပါသွားလို့နော်ဒါသူ့အတွက်ကန့်ကောင်းသွားတာလို့ပြောရမယ်ရှင့်တက်ရွယ်လေးကြီးနေပြီနော်သူမြည်လို့ပြောလိုက်ရင်လည်းရနေပြီ သူ့ချွေးမရဲ့သားတွေဘာတွေနဲ့နော်သူပြောတဲ့စကားတွေကအရန်ကိုရှုပ်တယ်ရှင်သွားအလှလဲလုံးဝမညီဘူးနော်နောက်ထပ် view ဖိုင်မှာဆိုလို့ရှင်လဲနော်ဒီအကူတယောက်ကကလေးလေးကသူနဲ့လုံးဝကိုသွေးသားမတော်ဆက်ဘူးနော်ပတ်စံယူပြီးတော့ကိုဒီကလေးဒီကိုအဲ့လိုမျိုးထဲ့ကြရလို့လဲပြောတယ်ရှင်အဲ့ဒီအကူပြောတယ် view ဖိုင်လေးကိုလဲဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင်လှန်တရအထယ်ဆိုင်ကတခိုးမြီးဖောက်အနိုင်ချင်းတဲ့ဖြစ်စဉ်လိုပဲပြောရမှာအဲ့ဒီဖြစ်စဉ်ကနည်းနည်းလေးလွဲနေတော့နည်းနည်းလွဲနေလို့ပြောချင်တယ်ဆိုတာအခုတခိုးရောခိုးရဲဆိုတော့ အတော်ကြီးနိုင်ကြည့်ခံရတာကိုအိုက်ဆိုင်ချေအနိုင်ကြည့်လို့အဲ့အတော်ကြီးကဘာဆက်ဖြစ်လဲတော့ကျွန်တော်လည်းသိချင်မှန်းတဲ့ तू က तू အိမ်မှာပေါ့ဘာဆက်ဖြစ်လဲမဟုတ်အိမ်မှာ तू က AC အလုံးဝေးထိုင်အလုံးဝေးရနေပြီကဲခလေးရဲ့မိရလည်းအလုံးဝေးရနေပြီဟိုဟိုသူတို့အနိုင်ကျင့်မိတဲ့ sanction ကဒေါ်လာလေးရောလုံးမိတဲ့ sanction ကတော့အခုဖမ်းသွားရလို့ကျွန်တော်ပြောကြတယ်ဟုတ်ပြီဟုတ်ပြီကျွန်တော်တို့အဲ့ဒီအဲ့ဒီတော့ဒါတို့ကြားရတဲ့တည်းမဟုတ်ပြောချင်တာကဒီခလေးဒီခလေးကို ဒီအထော်ကြီးလက်ထဲမှာအထားတဲ့ကိစ္စ post တော်နေတာလည်းဖက်ကြည့်ပါခလေးတို့နှစ်ပေါင်းနဲ့ငားလိုက်လို့ပြောတယ်နောက်ပြီးတော့အထော်ကြီးလက်ထဲကိုအနည်းငယ်ထည့်ပေးထားတာအကောင်ကပြောတယ်ခလေးကိုမထည့်အောင်ကာကွယ်ပေးနေခလေးကိုမထည့်အောင်ခလေးကိုမထည့်အောင်ကာကွယ်ပေးရသော်ခလေးထည့်ရင်သူအဲ့ခလေးထည့်တဲ့တပနာသူတော်တော်ရှင်းရမှာအထော်ကြီးကတော်တော်ရှင်းရမဲ့ပုံစံမျိုးတော်နေပြောကြတယ်နောက်ထပ်ခလေးရဲ့အမေဆိုတဲ့တရားအခုခလေးရဲ့အမေတော့ကောင်းကပြောနေကြတယ်တရားပါသူခလေးရဲ့မဟုတ်ဘူးသူရဲ့မောင်မနှဝန်းခွဲညီမနှဝန်းခွဲခလေးကိုသူကခေါ်ပေးထားခေါ်မွေးခေါ်ထားတာပေါ့ခေါ်ထားတာပေါ့ ။နောက်ပြီးတော့အင်တာဗျူးပါဒီနေ့တိုင်းမှာမီဒီယာမှာထေထားတော့ခလေးရဲ့ဘဝမှာအမဲဆက်ထသွားမှာဆိုလို့ခလေးရဲ့ဘဝမှာအမဲဆက်ထသွားမှာဆိုလို့ဆိုတော့မမဲဆက်ဆိုတာဘာလို့ပြောရလဲဆိုတော့အသိမှာပါတော်တော်နဲ့ရလဲဒါပေမဲ့ပြောချင်တာတစ်ခုကခလေးကိုသူတို့ကိုယ်တိုင်တောင်ခလေးကိုဒီသူတို့ရောက်ခမလို့တောင်မှာဘာလို့တတ်မှန်မှမသိဘူးအဲ့ထော်ကြီးရှိကို ခေါ်ခေါ်ထည့်ထည့်လိုက်ပြီးပြီးတော့အဲ့တော်ကြီးနဲ့ပါပါကြီးခလေးကဟိုကကိုဒီယာကိုဟိုကယူဒီယာယူနေဆွဲကြအောင်ခလေးနဲ့တူလိုက်ယူနေဆွဲကြအောင်လေတော်နေကွန်မန်နေပါ black party post တဲ့ကွန်မန်နေမှာရှိတယ်အဲ့လိုဖြစ်နေတဲ့ဟာမှာအဲ့လိုလူမျိုးတွေကြီးရနေပြီသူကစကလုံးကြီးထွက်လာဆိုတော့နောက်ကနေတယောက်ကနေပြီးစကလုံးသေးချာ secret ကိုသေးချာစသီပေးထားလို့ပဲစာရေးပြောမှစကလုံးနင်ဒါပြောတာပြောဆိုပြီးစသီပေးထားလို့ပဲကျွန်တော်တို့ဒီမြန်မာလူမျိုးတွေရဲ့ပေါ့နော်မြေတားတရားရှိတဲ့ရှင်ထဲမှာရှိတဲ့မြေတားတရားကိုနင်းပြီးတော့သူက အခါရှာစားနေတယ်လို့ပဲခံစားရတယ်ဒီလားဟုတ်တယ်လေအရင်ငူကြတယ်တကယ်တမ်းသူ့ရဲ့ဒါသူ့ဒါသူ့လုံနေချပုံစံမျိုးယူလုံနေတာဒီအခုကဘယ်လိုဖြစ်လာလဲဆိုတော့တခိုးတွေ့ရင်တခိုးတွေ့ရင်တခိုးလှမ်းလှမ်းပေါင်ဟဲ့မတုံးနဲ့မယူနဲ့ဇလမ်းမအဲ့ဒါကမှယူပါလို့ရှင်ဘာမှမလုံနဲ့လိုက်ဖမ်းပြီးတော့ရေးလက်အလဲတည့်တယ်တမင်ရေးလက်အဲ့ဘာမှမထူးဆိုတာဝန်သေးတယ်ရေးလက်အလဲဘာမှမထူးတဲ့အချိန်မှာတခိုးလိုက်ဖမ်းပြီးလို့ရှင်ဒီခုတ်ဒီစီလီကိုဒီယံထားပြီးလှုပ်ပေးလိုက်ရမှာပဲဘာမှမလုံလို့မရဘူးအေး သွားလုံးပြီလို့ရှိရင်အခုအဲ့ထော်ကြီးလို့စိတ်ချိုးဒေါသတွေတခုထိုးတိုင်းခြိုက်တာနှက်တာလုပ်လို့ရှိရင်တက်တာတက်လိမ့်မယ်။ဒါအခုကဒါခလေးပါလို့တော့နော်ခလေးမပါလဲခက်တခုလုံးပြီရဲ့ဆိုပြီးတော့ဥပဒေတွေဥပဒေတွေမဟုတ်ပေမဲ့အခုလို့တခိုးတွေကငိုကြရင်တရားရပါပါဆိုငိုကြရင်လုံးတဲ့လူကနေထိုင်နေတက်တာရှာခံအောင်ပါ။ကဲအခုဆိုခလေးတွေချီပြီးတော့ လုပ်တဲ့အမှုတွေတော့ထပ်ဖို့ပြီးများလာအောင်အရင်နေ့ကလည်းခလေးချီပြီးခိုးတာတွေယူတစ်စီတစ်လက်တောက်တာကြာရှိနေပြီးသားပဲဟုတ်တယ်မလားကဲစဉ်းစားကြည့်ကြပါဦးစဉ်းစားကြည့်ကြပါဦးကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်တငယ်ချင်းတို့ရဲ့ထင်မြင်ယူဆချက်လေးကြီးလည်းပြောခဲ့အောင်နော်ဆုံးတိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်